အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါရေကျွန်တော်ကတော့ Marcus ပါဆိုတော့ဒီနေ့လှုပ်ပေးသွားမယ်ဗီဒီယိုလေးကကြတော့သင်တို့ရဲ့စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူပေါ့နော် maybe ဒီနေ့လှုပ်နေတဲ့သူလည်းဖြစ်နိုင်တယ် no contact ဖြစ်နေတဲ့သူလည်းဖြစ်နိုင်တယ် age တွေလည်းဖြစ်နိုင်တယ် crash တွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တင်းရစေတဲ့မှာရှိနေတဲ့တစ်ဖက်သူတစုံတရာရောက်ကတင့်ပေါ်မှာဘယ်လိုတွေတွေးနေလဲဆိုတော့ကျွန်တော်ကြည့်ပေးမှာပေါ့နော် okay ကျွန်တော်ကက်လီရှက်ဖယ်လုံးနေတဲ့အချိန်တွေမှာเนาะတင်းရတစ်ဖက်သူဝဆိတ်ထဲမှာနေအောင်ထားပြီးတော့เนาะ အင်ဂျီလေးကိုင်းနေအောင်လို့ပေါ့နော်โอเคကျွန်တော်ဆက်ပြီးတော့တက်လေးကိုပုံမှန်လေးရှုပြီးတော့တင်ရဲ့တစ်ဖက်ကိုစိတ်ထဲမှာမြင်အောင်ထားပေးပါဟုတ်ပြီ။ကဲဒါဆိုကျွန်တော်စာပြီးရကြည့်လိုက်ကြရအောင်ပါ။တင်ဟဲ့တစ်ဖက်သူ collective သမားလေးရဲ့စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူဘာတွေတွေးနေလဲ၊ဘာတွေခံစားနေရလဲရှင်းအောင်။ဟုတ်ပြီ။ and through your cups hope you no uh okay အရက်ဒီပါတောင်းနေရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ် maybe ဘာကြီးဘာကြီးတောင်းနေရနော်တင်းရတစ်ဖက်သူကနော်ဟိုချစ်သူအာ sorry ချစ်သူတွေပါရအောင်ပြောနေသူတငယ်ချင်းတွေနော်သူချေရခင်အားတွေနဲ့အတူအချိန်တွေကုန်ဆုံးပြီးတော့ပြောပြောပြောဖို့စူးစမ်းနေရမျိုးတော့တွေ့ရတယ်ပေါ့နော်ပြောလားမပြောလားတော့မသိဘူးဆိုတော့အကူနဲ့ပတ်သက်ပြီးဘာတွေးနေလဲဆိုရင်တော့ပြန်ပြီးတော့စုံကျင်တဲ့ခံစားချက်မျိုးပေါ့နော် အရင်ကလိုအတူတူဟိုလိုအရင်ကပြပြရွှေရွှေနဲ့နှစ်ယောက်ကြားရမှာဖြတ်တန်းခဲ့အချိန်တွေကိုပြန်လိုချင်တယ်ပြန်ပြီးတော့ဖြတ်တန်းချင်တယ်ဆိုရယ် message မျိုးအဲ့လို energy မျိုးရှိနေရပေါ့နော်ဟုတ်ပြီဒီတော့တဖက်တော့ဒီတော့ဘယ်လိုတွေးနေလဲပြန်ဆုံချင်တာပေါ့အဓိကတော့တင်ငယ်ချင်းတွေအားတစ်စင်းတင်ချောင်းတွေစုံစမ်းနေရမျိုးတွေနော်တင်နဲ့ပြန်ဆုံချင်လို့ပေါ့နော် the handman ကလေ is in the reverse ဟုတ်ပြီအဲ့တော့သူ့ဘက်ကနေပြီးတော့ရုံထွက်နိုင်အောင်အကောင်းဆုံးစ조사နေရလို့မြင်ရတယ်နော် ဆိုတော့ဒီ connection မှာအကြာကြီးသူ stack မဖြစ်နေခြင်းဘူးပေါ့နော်အဲ့တော့သူ့ဘက်ကနေပြီးတော့ကိုယ်မေ့နိုင်အောင်လို့စူးစမ်းနေတယ်ဒါပေမဲ့တစ်ဖက်ကလည်းမမေ့နိုင်အောင်အဲ့အကြောင်းမလို့ပြန်ပြီးတော့ဆက်သွယ်နိုင်ဖို့နော်ပြန်ပြီးတော့စုံနိုင်ဖို့အတွက်စူးစမ်းနေရမျိုးပေါ့အဲ့လိုမျိုးအဓိကတွေ့ရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် okay damn man က reverse ကြရဲပေါ့ဟုတ်ပြီနည်းနည်းတစ်ဖက်သူကကြတော့နေနည်းနည်းလေးအမြင်ချင်းနေတယ်မှာပါတယ်သူတစ်ခုခုယုံကြည်ထားပြီဆိုရင်အဲ့တစ်ခုကိုပဲ လက်ကင်ထားရေပေါ့နော်သူအဲ့ဒါကိုဖြေရောမပေးဘူးအဲ့တော့နည်းနည်းလေးခေါင်းမာပြီးတော့တစ်ဖက်သူကကျတော့အဲတင်းတို့ညကြာမှာဖြစ်ခဲ့ပြိပတ်ခါရမှာတစ်ဖက်သူဘက်ကတင်းကိုအရှော့မပေးခဲ့ရမျိုးဖြစ်နေမယ်အခုချိန်ကြီးလေသူကအရှော့မပေးချင်သေးဘူးပေါ့နော်အဲတစုံတစ်ခုကိုသူလက်ကင်ထားရေအချိန်မှာသူကအလွန်တရာပို့ပြီးတော့လက်ကင်ထားရေလို့ကျွန်တော်ကတော့မြင်နေအရန်ခေါင်းမာပြီးတော့အရန်အယူတယူတန်ဆန်နေလို့လည်းပြောလို့ရနိုင်တယ်ပေါ့နော်โอเคတင်းတို့တစ်ဖက်သူတင်းတို့ကြောင့်ပါအေးတွင်းနေမယ်ပေါ့အဲ့လိုမျိုး သူတို့သူနဲ့ပတ်သက်ပြီလို့တွေးမျိုးရှိရရ Ace of Wands က reverse ဟုတ်ပြီနော်အဲ့တော့အဆက်တွေပြန်လောက်လာဘူးမမြင်သေးဘူးအဲ့တော့ဒီမှာအဆက်တွေပြတ်နေတဲ့သူတွေမြင်နေ Ace မြင်နေ Crash Ace Crash တွေမြင်နေပေါ့နော်အဲ့အဓိကတော့နေရာကျမ်းမှာအဆင်မပြေဖြစ်လို့အဲတခုခုကြောင့်ကိစ္စတခုခုကြောင့်ဝေးကွာသွားတဲ့လူတွေပုံပြဖြစ်ဖို့အများကြီးနော် Ace of Wands က reverse ကြရတယ်အဲ့တော့ သူ့ဘက်ကတက်ပါတီကတော့ကျွန်တော်တကယ်ချင်းအနေနဲ့ပဲမြင်နေအချစ်သူအခြားတဲ့တယောက်အနေနဲ့တော့ကျွန်တော်မမြင်သေးဘူးသူ့ဘက်မှာတော့အဲ့လိုမရှိနေသေးဘူးဒါပေမဲ့အဲသူ့ဘက်ကနေပြီးတော့နော်တင်ဒီ collective တမားလေးကိုပြန်ပြီးဆက်သွယ်ခြင်းနဲ့စိတ်တော့မရှိနေဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောသလိုသူ့မှာအဲတော့ collective တမားရင်းနဲ့ပတ်သက်ပြီးတော့အထင်လေးနေရာပဲဖြစ်ဖြစ်တစုံတစ်ခုတော့အကြောင်းရသူ့ရဲ့စိတ်ထဲမှာရှိနေအောင်ပဲဆိုတော့အဲ့ဒါကိုသူမဖြေရှင်းနိုင်သေးဘူးဆိုတော့သူအဲ့အမြင်ကိုမပြောင်းနိုင်သေးဘူးပြန်ဆုံခြင်းနဲ့တိုင်မဲ့တငယ်ချင်းနေနေပဲပြန်ဆုံခြင်းတာချစ်သူရေးစားနေနဲ့ပြန်ပြီးတော့ communicate မလုပ်ချင်ဘူးပေါ့နော် မမဆောင်ဖြစ်နေတဲ့သဘောပေါ့နော်သူပြန်လဲဆက်သွယ်ခြင်းနဲ့ဒါပေမဲ့အဲစကားပြောရမှလည်းကြောက်နေရယ်စကားလည်းမပြောခြင်းအဲ့တော့ရှောင်နေရမျိုးဖြစ်နေမယ်အဲ့တော့ no good တဲ့တမိုင်းဆိုရင်တော့ code တက်ရဖို့တော်တော်လေးခက်ခဲနေရလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုရင်တော့တစ်ဖက်သူရဲ့ energy ကြောင့်ပေါ့နော်။တစ်ဖက်သူက contact ပြန်လုပ်ဖို့တော်တော်လေးသူ့ဘက်မှာခက်နေရမျိုးကိုတွေ့ရတယ်။ဟုတ်ပြီနောက်တစ်ခက် page one စကားလည်း reverse yeah ကျဲသူ့ရဲ့အမောင်သူမမြင်သေးဘူးကျွန်တော်ပြောပြမယ်နော်အဲ့တော့ပြဿနာဖြစ်တာရဲ့သူတွေသူ့ရဲ့အမောင်တစ်ဖက်သူကတစ်ဖက်သူကသူ့ရဲ့အမောင်သူပြန်မမြင်သေးဘူး အဲ့တော့သူ့ဘာသာသူ realize ပြန်မဖြစ်သေးဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုအဲမြင်ပြန်မြင်တော့မှလက်မခံဘူးကွာဒီလားအဲ့လို energy ပြရရဲ့ဗျာ facial ones က reverse ရအဲ့တော့သူ့ဘက်ကနေပြီးတော့နော်နဲ့အစ်တလည်းမရှာဘူးဒါမဲ့လေကိုးစီရနေတဲ့သူရုံတော့မထွက်နိုင်အောင်ဒါမဲ့အစ်တလည်းသူရှာလို့မဖြစ်ဘူးဖြစ်နေရဲ့ဒါမဲ့ပြန်လာလားမင်းပြန်လာပြန်မလာဘူး အဲ့လိုမျိုးပြီးတော့တစ်ဖက်သူကကျတော့သူ့ရဲ့ဘဝအတွက်ရင်မှန်းချက်တွေပျောက်နေတယ်။အဲ့တို့ကြောင့်မလို့ကို့အကြောင်းလေးသူ့ရဲ့စိတ်ထဲမှာရောက်တယ်။ဂျန်နဲ့အခြားအခြားသောအဲ negative thoughts တွေလည်းသူ့ရဲ့ခေါင်းထဲမှာရောက်နေတယ်။အဲ့တော့သူကတော့သူ့ရဲ့ဘဝအတွက်လမ်းကြောင်းသူရှာမတွေ့နေဘူးပေါ့နော်။အဲ့တော့တော်တော်လေးလမ်းပျောက်နေတဲ့ကာလတစ်ခုတစ်ဖက်သူဖြစ်တန်းနေရတယ်အဲ့လိုကျွန်တော်မြင်တယ်ပေါ့နော်။အဲ့ဘာကြီးတွေးနေလဲ။ဟုတ်ပြီ။ Kinosaurus ကရိုးဆိုရီအတဲ့ပေါ့နော် Kinosaurus ရရဲ့ တဘောရဆိုတော့တော်တော်လေးအတွေးပြီးတော့အတွေးနည်းနည်းများပြီးတော့အာလိုအပ်ချက်ပို့ပြီးတော့အတွေးလွန်နေရလို့တော့ကျွန်တော်ပို့ပြီးတော့ခန့်စားရရပေါ့နော်ခင်တော့ source ဆိုတာကတေချာသုံးသက်တာနော်အတွေးခေါ်ကောင်းတာနော်အမြင်ကျေရ communication skill ကောင်းတာဒါပေမဲ့ page once က reverse ရထားရနောက်မှာသူ့မှာ deconnection ကိုပြန်စားဖို့အတွက် fashion မရှိတော့ဘူးပေါ့နော်ဆိုတော့ communicate လုပ်ချင်တယ်ဒါပေမဲ့ဟိုသူ့ရဲ့စိတ်ထဲမှာသူ့ရဲ့အတွေးထဲမှာပဲ inner communication တွေသူလုပ်နေရပေါ့နော်အဲ့တော့သူ့ဘက်ကနေပြီးတော့ဥမာက ကိုပြောချင်တဲ့စကားတွေကိုခြားရေးရမျိုးတွေလှုပ်ချင်လို့မယ်ဒါမှမဟုတ်သူတငယ်ချင်းတွေကိုရင်ဖွင့်တာမျိုးတွေလှုပ်ချင်လို့မယ်ဒါမှမဟုတ်သူတယောက်တည်းခေါင်းထဲမှာအပြန်လဲတွေးနေရမျိုးလှုပ်ချင်လို့မယ်အဲ့တော့အဲ့စကားတွေကိုကိုကိုတိအောင်သူကလာမပြောဘူးအဲတနည်းနည်းနဲ့တော့သူကသူတို့ပြန်ပြီးတော့အဲ့သူပြောချင်တဲ့စကားတွေကိုတော့သူ့ကိုသူတို့ပြန်ပြောနားထောင်နေတယ်သူ့ကိုသူပြန်ပြောနေရကွာကျွန်တော်ပြောတာသဘောပေါက်မယ်ထင်ပါတယ်ဒီလားသူအတွေ့အဲမှာပဲဖြာများနေအောင်ကျွန်တော်ပြောချင်တာနော်ဟုတ်ပြီနောက်တစ်ခါကြည့်ရအောင် the chariot ဟုတ်ပြီအဲ့တော့ um okay ဒီမှာတော့မလာဘူးလို့ပြောထားတယ်ဒီမှာ the cherry ရိုက်ကြလာပြီပေါ့နော်အဲ့တော့ဟုတ်ပြီ definitely သူကမှာတပ်ပါတီရှိလာနိုင်တယ်เนาะတပ်ပါတီရှိလာနိုင်တာရှိလာနိုင်တယ်အာသူတခုခုတော့ရွေးချယ်မှုလောက်လောက်လာလိမ့်မယ်သူအခု energy အရာပေါ့နော်အခု energy အရာဆိုရင်တော့မကြခင်မှာသူရွေးချယ်မှုတခုလောက်လာရမယ်တပ်ပါတီအစ်စ်လူတယောက်ရှိလာနိုင်မျိုးလေးဖြစ်နိုင်သူတင့်စီကိုပြန်လာမျိုးလေးဖြစ်နိုင်တယ်เนาะ ဟုတ်ပြီတင်းနဲ့ပတ်သက်ပြီးတော့သူတခုခုတော့ရွေးချယ်အောင်မယ်ပေါ့နော်သူဘာရွေးချယ်မလဲဆိုတာတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့နော်ဆိုတော့ future energy ရောမပါသေးဘူး the sun တော့နော်ဟုတ်ပြီအာ positive ဖြစ်ဖို့များပါတယ်အဲသင်းစီကိုပြန်လာမျိုးတွေ contact ပြန်လုပ်လာမျိုးတွေတကယ်ချင်းနေနေပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပြန်ပြီးဆက်သွယ်လာမျိုးတွေလှုပ်လာနိုင်တယ်နော်အဲ့တော့မကြခင်မှာသူလှုပ်လာခြင်းနေဆိုပုံစံမျိုးပေါ့အဓိကတော့သူ့ရဲ့စိတ်ထဲမှာနော်သင်တို့အကြောင်း positive များတယ် positive များတယ်ဆိုတော့သင်တို့ကသူ့သူ့ပုံမှာကောင်းတယ် nutrient ပေးရပေါ့နော် nutrient ပေးတဲ့ကြောင့်မသူပျော်ရရပေါ့ okay ဒါလေးကနည်းနည်းအဲဒါကတော့ current ဒီအောက်ကလေးကက်ကလေး current energy ဆိုတာတက်လीကျွန်တော် past က energy ကိုပို့ရတယ်ဆိုတော့လက်တလုံးမှာတော့သူကဒီမှာပြန်ပြီးတော့ကောင်းအောင်လို့သူပြန်ပြီးတော့ပြင်နေပြီပြုပြင်နေပြီပေါ့နော်သူဒီလိုမျိုးဖြစ်နေတာဒီမှာအောက်က လေးကကအရန်စတက်ဖြစ်နေတာမျိုးကျွန်တော်မြင်ရတယ်နော်အဲ့အရန်စတက်ဖြစ်ပြီးတော့ဒီ connection ကနေပြီးတော့သူအဖြေတစ်ခုမထုတ်နိုင်ဘူးဒါပေမဲ့ဒီမှာသူအဖြေထုတ်ဖို့ကြိုးစားလာတယ်ဟုတ်ပြီသူတစ်ခုခုအဲတွေးရဲသူတေချာပြန်တွေးရဲသူလုံးခဲ့တာကြီးသူတွေးခဲ့တာမှန်ပြီလားပေါ့နော်အပြန်တွေးပြီးသားရဲ့နောက်မှာသူပြန်ပြီးတော့စဉ်းစားရဲသူ action ယူရော့မယ်ပေါ့နော်အဲ့တော့ အဲကောင်းဝင်တဲ့ action မျိုးယူမယ်သူဘက်က clarity ကိုပေးလာဖို့စ조사ရမယ်။ဘာကြောင့်လဲဆိုတော့ chronic particle စီးတဲ့အောက်မှာတွေ့ထားတယ်ပေါ့။ chronic particle ဆိုတော့ about positive energy ကိုပြောရဲ positive outcomes ကိုပြောရဲပြည့်စုံခြင်း abundance energy ကိုလည်းပြောရဲပေါ့။အဲ့တော့ဟုတ်ပြီ။အဲ့တင်းနဲ့ပတ်သက်ပြောသူသူတခုခုပြောစရာကောင်းတဲ့တခုခုပေါ့နော်။သူအဲ့ဒါကိုရွေးချယ်လာတော့မယ်လို့မြင်ရတယ်နော်။ရွေးချယ်ဖို့အတွက်သူ့ရဲ့စိတ်ထဲမှာကောင်းတဲ့မှာပြအခု တွေးနေပြီပေါ့နော်ဘာမှမကြခင်မှာတွေးလာတော့မယ်လို့မြင်ထားရပေါ့နော်ဟုတ်ပြီ Okay um telepathicos ကရေဗာစရဟုတ်ပြီဒီခေါ်တိုင်းရှင်မှာမိမိပါရဲ့သဘောမတူနော်အချို့တွေကမိပါရဲ့သဘောမတူမိပါဝေရှုပ်တယ်မိခင်ဝေရှုပ်တယ်10 of ones က အတက်ဒါမဲ့အောက်မှာတွေ့ eternal ones โอเคအဲ့တော့မိဘရဲ့သဘောမတူဘူးဝင်းရှုပ်တာမျိုးတွေเนาะမိသားစုပြဿနာရှိရဲ့အဲ့ဒါကြောင့်မလို့သူ့ဘက်ကနေကိုယ့်ပေါ်မှာအပြေအဝရွေးမရွေးချင်တာဘူးသူ့ဘက်က action new ချင်တယ်ကွာသူပြန်တွေးထားတယ်ဟုတ်ပြီကိုယ်နဲ့ပြန်ပြီးတော့စုံစည်းချင်တယ်ဒါမဲ့သူ့ဘက်ကနေ action လမ်းလာလို့မဖြစ်ဘူးသူ့ကိုနောက်မှာကြောထောက်နောက်ကြောထောက်ထားရင်အရာတခုခုဒီမိသားစုဆိုတဲ့အရာရှိနေရဲ့ဆိုတော့ဒီလိုသဘောတရားတွေပေါ့เนาะဆိုတော့အဲ့ဒါတွေအဓိကသွားပြီးတော့တွေးနေရတယ် เนาะအဲအကြောင်းမလို့သူ့ဘက်ကနေပြီးစိတ်ထဲမှာအရင်လေးလံနေရယ်သူလိုချင်တဲ့သူက commitment issue လေးရှိနေတာမျိုးတွေ့ရတယ်ကိုနဲ့နေတော့သူကမပြောဘူးမဟုတ်ပျော်တယ်ဒါပေမဲ့ commitment မပေးနိုင်အောင်ဖြစ်နေရယ်သူ့ရဲ့မိသားစုကြောင့်သူ့မှာ trauma တွေ family issue တွေတချို့တွေကတော့ရှိတာပေါ့တချို့တွေကကြောက်အဲ့လိုမဟုတ်ဘဲနဲ့သူကအိမ်အောင်မပြုချင်သေးတာပေါ့နော်အဲ့တော့တင်းနဲ့တွဲမယ်ဆိုရင်တင်းကသူ့ကို commitment တောင်းထားတာမျိုးဒါမှမဟုတ်ပိုပြီးတေချာရဲ့ relationship တစ်ခုတင်းဘက်ကလိုချင်တာမျိုးတွေရှိနေတယ်ဒါပေမဲ့တစ်ဖက်သူကကြာမပေးနိုင်အောင်မပေးနိုင်တဲ့အခါမှာ အဲသူကနည်းနည်းလေးဒီ connection ကိုရှောင်ရှောင်ကျင်လာတာကြောက်လာတာဒါမျိုးလေးရှိလာတယ်ပေါ့နော်ကျွန်တော်အဲ့လိုလေးအဓိကတွေ့ရတယ်။အဲတစ်ဖက်သူကကျွန်တော်သူ့မှာကောင်းမွန်တဲ့ intention လေးရှိပေမဲ့လည်းကိုယ်ကိုနည်းနည်းလေးကြောက်ပြီးတော့ရှိန်နေရပေါ့နော် nerve source က reverse ချရရ communicate ကိုလင်းလင်းမြန်မြန်မလုပ်နိုင်အောင်တိလာသူဘက်ကနေကိုပြောချင်တဲ့စကားအများကြီးရှိရဲဒါပေမဲ့ဘာသာကနေလင်းလင်းမြန်မြန်ထွက်မလာဘူးစကားကိုလင်းလင်းမြန်မြန်မပြောနိုင်အောင် ပေါ့နော်တခုခု action မယူနိုင်ဘူးပေါ့နော် the fire cups ကလည်း river သူကလေဒီ condition ကြီးမှာလည်း start ဖြစ်မနေချင်ဘူးကို့အမြင်လွမ်းနေရနောက်တားရနေရမျိုးလည်းမဖြစ်ချင်ဘူးတဲ့လားအဲ့လိုမျိုးပေါ့နော်အဲ့တော့သူကကြတော့ဒီတခြားသူအစ်စ်အနေနဲ့ဘာလေးသူလှုပ်လို့ရအောင်မလဲကိုကလွယ်ပြီးတော့တခြားရရပေါ့ဒီမှာ for source energy ရရပေါ့နော်ဟုတ်ပြီအဲ့တော့အဓိကတော့သူကပြန်ပြီးတော့သူ့ကိုယ်သူ rest လုပ်နေရယ်သူက action ယူဖို့ထက်နော် action မယူဘဲနဲ့ဒီလက်ရှိအနေထားတိုင်းမှာပြန်ပြီးတော့နေဖို့သူကပို့ပြီးတော့ရွေးချယ်တာမျိုးတွေ့ရတယ် အရှင်ယူမလားမင်းအရှင်မယူချင်ဘူးเนาะအရှင်မယူဘဲနေရတော့ကိုပိုကြိုက်တယ်အဲ့တော့ contact လုပ်ချင်လားမင်း contact မလုပ်ချင်ဘူးစကားတွေမပြောချင်ဘူးစကားတွေပြောရင်အနှိမ့်နိုင်ရတော့မယ်ပေါ့เนาะအဲ့ဒါတွေကို तू မလုပ်ချင်သေးဘူးပေါ့အဲကျွန်တော်ပြောသလို commitment issue နဲ့ပတ်သက်ပြီးတော့တစ်ဖက်သူမှာအေး commitment ပေါ့เนาะလက်ထပ်ဖို့အိမ်အောင်ကြဖို့ဒါမှမဟုတ်အချို့တွေကလည်း crack ဆိုရင်တော့ရီးစားထားဖို့အတွက်ကိုတော်တော်လေးတစ်ဖက်သူမှာကြာများနေရလို့တွေးရတယ်သူက just flip ပဲလုပ်ချင်တာเนาะအဲ့တော့ရီးစားထားဖို့တဲ့တော့တစ်ဖက်သူမှာခက်ခဲရှိနေရပေါ့เนาะကျွန်တော်အဲ့လိုတွေးရတယ် အဲ့ဒီဘက်ကနေပြီးတော့ဆက်တယ်ပြက်နေဆိုပြန်လာပြီးဆက်တယ်ပိုခက်ခဲနေုံပဲပေါ့နော်ထဝါကအတဲကြရေပေါ့တထဝါကအတဲကြရေဟာနေနေဒီနှစ်ယောက် connection က foundation မခိုင်ခဲ့ဘူးနော်အတီတီချာချာလေးလေးလာပြီးတော့မှနှစ်ယောက်ကတိဆောက်ထားတဲ့ connection တခုမဟုတ်ဘူးအအပျော်တွေးခဲ့တာချိုးကြလေဒီဒီ app တွေအတွေ့ရတချို့တွေကကြာလေ community line ပေါ်ကနေပြီးတော့ပေါ့နော်ဒီ communication fees တွေကနေတွေ့တာဒီ social media တွေကနေတွေ့တာနော်အဲ့တော့အဲ့အဲ့အချိန်မှာနှစ်ယောက်က um တေချာ communicate မလုပ်လိုက်ရဘူးတယောက်တော့ understand ဖြစ်အောင်တေချာလေးမကြိုးစားလိုက်ရဘူးအဲ့တော့တယောက်ကြောင့်တယောက်တေချာနားမလည်လိုက်တဲ့အချိန်မှာပဲ break out ဖြစ်သွားတာ contact ပြတ်သွားတာမျိုးတွေရှိမယ်။နောက်တယောက်ကြောင့်တယောက်နားလေပါရယ်ဆိုတဲ့သူတွေ understand ဖြစ်ပါရယ်ဆိုတဲ့သူတွေကလည်း တကယ်တမ်းကျတော့ဒီ connection မှာတခြားတခြားဒီနှစ်ယောက်ထဲကိစ္စနဲ့မပြီးပဲနဲ့တခြားပတ်ဝန်းကျင်ကအရာတွေဒီမိသားစုပေါ့ကျွန်တော်ပြောသလိုမိသားစု pressure တွေငွေကြေး pressure တွေအလုပ်ကိုင် pressure တွေဒါတွေကဒီနှစ်ယောက်ကြားထဲမှာဖိအားရနေနဲ့ဘေးကနေတက်ရောက်လာတယ်။အဲ့ခါမှာဒီ connection ရှိရှိမှာเนาะအဲအခိုက်အတန့်နေပေါ့เนาะအပြောင်းလဲဖြစ်လာရခိုက်တန့်နေကြုံလာရလွတ်လွတ်ခက်ခက်အခြေအနေတွေပေါ့ကျွန်တော်တို့ရုပ်တရက်ဘာနဲ့နှွားပြီးနှိုင်းရှင်လို့ရတယ်ဆိုတော့မြန်မာပြည်မှာငွေလောက်တဲ့ကိစ္စပေါ့เนาะအဲ့တော့ရုပ်တရက်ဖြစ်လာတဲ့ဒီလိုမျိုး အဲကျန်တန်းနဲ့အပြောင်းလဲကြရမှာနှစ်ယောက်ကခံနိုင်ရင်မရှိကြတာအဓိကပြဿနာလို့တွေ့ရတယ်တကယ်နှစ်ယောက်ကမချစ်ဘူးလားမင်းတယောက်တောင်အရန်ချစ်တာ the lovers နော် the lovers ဆိုတော့နှစ်ယောက်ကအရန်ချစ်တာဒါပေမဲ့အခု energy ရဲ့အရာတော့ဘလို့မှရှေ့ဆက်မတက်နိုင်ဘူးဒီအပြောင်းလဲကနေအာရာတဲ့နဲ့ lesson ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီအပြောင်းလဲကနေနှစ်ယောက်မှာဟိုလုံလိုက်တဲ့အရာတစ်ခုခုပေါ့အဲ့ဒါကိုနှစ်ယောက်ကမတွေ့သေးတာတင်တွေ့သွားရင်လည်းတင်ရတစ်ဖက်တော့မတွေ့သေးတာဒီလိုမျိုးဆက်ရှိတယ်ပဲအဲ့လိုရှိနေတာမျိုးပေါ့နော်အဲ့တော့ တင်ရတာယူဖို့လိုနေတယ်ဒီလက်ရှိအခြေအနေကနေပြီးတော့ဗောနော်ဟုတ်ပြီအဲ့တော့တစ်ဖက်သူကဘာကြီးတွေးနေလဲဒီမှာအများကြီးကက်တွေအများကြီးရှိထားတယ်ပို့ပြီးရွှေရှင်းလင်းလင်းဖြစ်အောင်လို့ဘာလို့ဆိုတော့ collective ဆိုရယ် energy များရည်နေเนาะကက်တွေနည်းနည်းလေးနဲ့ကြည့်ရဆိုရင်လူအနေစုတက်ပြောသလိုဖြစ်သွားမှာဆိုလို့ judgment တစ်ဖက်သူပြန်ပြီးတော့စဉ်းစားဖို့လိုနေ judgment တိကျရည်เนาะ third party interference အရန်များရည်တပ်ပါဒီဆိုဒီတငယ်ချင်းနေမိသားစုတွေကျွန်တော်ပြောသလိုပတ်ဝန်းကျင်အားလေဒီနှစ်ယောက်ရဲ့ relationship ကိုအရန်ဆောင်ကြည့်ကြရ တငယ်ချင်းတွေအားလည်းဒီ relationship အခြေတငယ်ချင်းမဟုတ်ဘဲနဲ့တခြားခြားသောအပြင်အလူရတဲ့ဒီ relationship ကိုအရင် charge လုပ်ကြရင်ပတ်ဝန်းကျင်အားလည်းဒီဒီဒီနှစ်ယောက်ကြားထဲဝင်ဝင်ပါတယ်ပေါ့နော် the devil ကလည်း reverse ကြတယ်เนาะအဲ့တော့အဲ့တော့နှစ်ယောက်ကဒီဟာကနေပြီးတော့ပြန်ပြီးတော့အမ်လောထနိုင်ဖို့စူးစမ်းကြရပေါ့အဲ့လိုမျိုးလေးတွေ့ရတယ်เนาะ not once not okay อืม okay judgment in judgment you know အဲ့ပြန်ပြီးတော့ဆက်သွယ်ခြင်းနဲ့ second chance ပြန်ရခြင်းနဲ့ဒါပေမဲ့လည်းသူ့ဘက်မှာ action မရှိဘူးလို့ for resource နဲ့ narrow source ကို reverse ရထားတာပေါ့နော်အဲ့ the devil ကလည်း reverse ရထားတော့အဆက်သွယ် sorry နှစ်ယောက်ကြားထဲမှာပေါ့နော်အဲ့အခက်ခဲကြီးကတော့နည်းနည်းလေးရောဟိုဟာချက်သွားပြီ ပြောချင်တာကတော့တစ်ဖက်သူကကျတော့လေတင်တဲ့ပတ်သက်တဲ့အမြင်မှာပေါ့နော်တင့်ပေါ့မကောင်းတဲ့လူတော့လုံးဝမမြင်ထားဘူးဘလို့ပဲခက်ခဲရှိနေပါစေအမပဝင်းရှင်ကသူ့ကိုဒီလိုဒီလိုလာပြောတယ်ပေါ့နော်တင့်ကြောင့်မကောင်းကြောင်းနေသူ့နားထဲမှာကြားတာတွေသူ့ကိုလာပြောတာမျိုးရှိမယ်ဆိုတော့အဲ့ဒါမျိုးတွေကိုတစ်ဖက်သူကကြားရတယ်ဒါပေမဲ့သူအဲ့ဒါကို အာပြန်ပြီးတော့မတုံပြန်ဘူးပြန်ပြီးတော့ response မလုပ်ဘူးဘာလို့လဲဆိုတော့သူကတင့်ကိုကောင်းတယ်လို့ပဲမြင်တယ်ကျွန်တော်ဆောရပြောသူသဆန်းတော့သဆန်းမြင်ထားတာတော့အဲ့သဆန်းမြင်တာပြီးတော့မတင့်ကိုသူကကောင်းတယ်လို့ပဲမြင်တယ်တင်ရသူ့အတွက်ကောင်းမွန်တဲ့လူအာအရန်ပြောတယ် the devil energy devil က reverse ရထားတယ်တော့မသူ့အတွက်တော့တင်ရ angel ပဲနော်အဲ့တော့သူ့ရဲ့ဘဝကိုအလင်းပေးနိုင်တဲ့သူသူ့ဘဝကိုလမ်းပြပေးနိုင်တဲ့သူ guide လုပ်ပေးနိုင်တဲ့လူလို့သူမြင်တယ်အဲ့လိုကြောင့်မလို့တခြားသူတွေဘလို့ပဲပြောပြောတင့်ပေါ်မှာတော့သူကအမြင်ကောင်းမွန်တဲ့အမြင်ညီရောရှိတယ်ကောင်းမွန်တဲ့အာ perspective ဘယ်လိုပြောမလဲ perspective လို့ပြော perception လို့ပြောမှာအဲကောင်းမွန်တဲ့အမြင်ပဲပြောမယ်ဗျာကောင်းမွန်တဲ့အမြင်နေရှိရယ်ဟုတ်ပြီနော်ဟုတ်ပြီဆိုတော့ဟုတ်ပြီဒါကတော့ကျွန်တော်တို့ current energy ကျွန်တော်စက်ပေးထားတာပေါ့နော်အဲ့တော့ okay နှစ်ကလောက်ထက်ကြီးကျယ်သေးရယ်ကြည်လိုက်မယ်နော်ကျွန်တော်တို့ပို့ပြဒီဒေးကြာသွားအောင်လို့ကျွန်တော်တို့ကတ်တွေအများကြီးထုတ်နေရပါ collective လည်းဖြစ်တဲ့အခါကျတော့ကျွန်တော်လူတွေအများကြီး energy အဝင်အောင်လို့ပြောပြရပါတော့နော်ကတ်တွေအများကြီးထုတ်နေရပါ ဟုတ်ပြီ um the pet to it collected the money ပေါ့ the hermit got reverse hoping ပြန်ဆောင်စည်းကြတာเนาะဒီလိုမျိုး isolation ဖြစ်နေရတော့မကြိုက်ဘူးเนาะအဲ့တော့ ဘရိတ်တိုင်းယူနေရတဲ့အချိန်မှာတစ်ဖက်သူတွေမပြောဘူးပေါ့ပြောချင်တာတော့နေရာတိုင်းမှာဘရိတ်တိုင်းဖြစ်နေတဲ့အချိန်မှာတစ်ဖက်သူတွေလုံးဝမပြောဘူးအဲ့တော့သူဘက်ကအဲတင်တဲ့နေနေခဲ့ရတဲ့အချိန်တူတူရှိခဲ့ရတဲ့အချိန်ကတော်တော်လေးပျော်ဖို့ကောင်းခဲ့ရပေါ့သူအဲ့အပျော်ပြန်လို့ချင်တယ်အဲ့တော့တစ်ဖက်သူတွေလက်ရှိအနေအထားမှာ stuck ဖြစ်နေရဲ့ aerosol energy နဲ့နော် stuck ဖြစ်နေရဲ့သူရှေ့ကိုဆက်ပြီးတော့မတန်နာဘူးနော်ဒီမှာ aerosol energy aerosol နော်အဲ့တော့ ဟိုအလုတ်တွေဒါလုံနေရသူ့ဘွားအတွက်ဒီအလုတ်ကိုသူအရင် focus ပြန်ထားနေရပေါ့ငွေကြေးတွေအလုတ်ကိုင်းတွေပညာရေးတွေကို focus ပြန်ထားပြီးတော့သူတင့်စီယာနေအောင်ပြောင်းဖို့လုံနေရပေါ့ဒီ relationship တွေအခြေရနေပြီးတော့သူအောင်ပြောင်းဖို့လုံနေပဲမအောင်မြင်နေရောတဲ့ hero fan ကလည်း reverse ရထားတယ် narrow gap စီရောကြာထားရေပေါ့အဲ့တော့ तू ချစ်တာရော तू သိရတကယ်တော့ तू အာတင့်ကိုတော်တော်ချစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ hero fan က reverse ရထားကြောင်းမဒါလဲ commitment issue ကိုပြန်လာပြီးညှိုးနေလို့မြင်တယ် commitment issue ပေါ့နော် the hero fan က reverse ရထားရဲ့တော့ဒါကလဲ commitment issue ကို ကိုညွှန်းတယ်။ဒါကြောင့်မလို့တစ်ဖက်သူက commitment issue နဲ့ဒီပတ်သက်ဒီ family နဲ့ပတ်သက်ပဲဒီ marriage issue ကတော်တော်လေးတစ်ဖက်သူမှာပြင်းထန်နေရဲ့။အဲ့တော့တစ်ဖက်သူကချို့တွေတက်ကတော့ချို့တွေတက်ပဲဖြစ်မယ်နော်။ဒါ broken family ကနေစဉ်းသက်လာမျိုးတွေနော်။အဲမိဘမိဘအတိုင်းဝိုင်းနေကြတဲ့မှာအင်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကောင်းဝင်တဲ့အမြင်တွေမရခဲ့တဲ့သူကောင်းဝင်တဲ့ဆုံးမမှုတွေမရှိခဲ့တဲ့သူဖြစ်တယ်။အဲ့တော့တစ်ဖက်သူဒီနည်းနည်း culture ဆန်နေအပျော်တွဲတာမျိုးတွေပလေးတာမျိုးတွေအဲ့လိုမျိုးလူမျိုးဖြစ်တတ်တယ်ပေါ့နော်။ဟုတ်ပြီနောက်ဆုံးတစ်ခက်ပေါ့။ ကြည့်အောင်တစ်ဖက်သူပါတွေတွေ့နေတယ်ဘယ်နဲ့ကြည့်ရှိနေလဲပေါ့နော်ဒီ collective တမလေးနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီဟုတ် color shift ပြောလိုက်မယ်တစ်ဖက်သူဒီ collective တမလေးနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီအာ error curves က reverse ရထားတယ်နော်အဲ့တော့ဟုတ်ပြီဘူဘလိုဖို့လေတစ်ဖက်ကနေလဲစူးစမ်းနေသူဒီခြေနေမှာလဲသူမနေချင်ဘူးပေါ့နော်အဲ့တော့ပြန်တော့ဆုံချင်လားမင်းပြန်ဆုံချင်တယ်ဒါပေမဲ့ စိတ်ထဲမှာတော့ရှိရတယ်ဒါပေမဲ့သူ့ဘက်ကနေပြီးတော့ဒီအခြေအနေကိုဒီမှာကြည့်ပြောင်းလဲပြစ်လိုက်ချိန်မီ dead နော် dead ပြောင်းလဲပြစ်လိုက်ချိန်မီသူဒီလိုမျိုးနေတိုင်းနေနေရမကြိုက်ဘူး seven on source ကလည်း reverse ချထားပြီဟုတ်ပြီပြောချင်တာကတော့လေဘယ်လိုပဲဖြစ်နေဖြစ်နေပေါ့နော်သူလက်လွတ်သူ control လုပ်လို့မရတဲ့အရာတွေသူလက်လွတ်လိုက်ချိန်မီဆိုတဲ့ပုံစံမျိုးပေါ့နော် ဖြစ်ချင်တာဖြစ်တော့ああငါထိန်းချုပ်နိုင်တဲ့အရာမဟုတ်တော့ဘူးအဲ့တော့ငါလက်လွတ်လိုက်ချင်ပြီးငါဒီအရာကြီးကိုငါမပိုင်တော့ဘူး Jessica ကလည်း reverse ထားတယ်အဲ့တော့ဆုံးမန်ကန်နဲ့ဆိုဖက်ချက်တွေကိုလည်းချတော့မချနိုင်သေးဘူးဗျပြောချင်တာကတော့လေချနိုင်တဲ့ထင်မှာတော့မပါသေးဘူးတစ်ဖက်သူဒီတင်းစီမှာပဲတဝဲလေလေဖြစ်နေအောင်ပဲဒါပေမဲ့လည်းဂျုံထွက်ဖို့လည်းသူစူးစမ်းနေရယ်နော်ဂျုံထွက်ဖို့စူးစမ်းနေမယ်လည်းမလွယ်ဘူးခွန်းတော့ Cups ကလည်း reverse နော်အဲတမုန်းကလည်း reverse နော် ဲ့တော့သူတော်တော်နဲ့အမှုပုံဖြစ်အောင်မှာမဟုတ်သေးဘူးအဲ့တော့တစ်ဖက်သူနဲ့ကိုတက်ပြန်ရခြင်းတဲ့သူကိုတက်ကတော့ရအောင်မှာမဟုတ်သေးဘူးဒါပေမဲ့တစ်ဖက်သူကကိုယ့်ကိုစိတ်ထဲမှာရှိနေလားလို့သိခြင်းတဲ့သူတွေအတွက်ကတော့စိတ်ထဲမှာရှိနေအောင်ပဲမှုပုံလုံးလို့လုံးဝမရသေးဘူးဘယ်အချိန်လောက်တော့မှုပုံလုံးနိုင်သွားမလဲဆိုတော့6လလောက်ကြာမှာအခုအစပြီးတော့6လလောက်ကြာမှာတစ်ဖက်သူမှုပုံလုံးသွားနိုင်ပါတယ်အဲမူဘုံလုတ်ဖို့အတွက်အသက်တွေ့သွားတာဒါမှမဟုတ်လဲမူဘုံဖြစ်သွားတယ်လို့ပဲသူ့အတူပဲစူးစမ်းပြီးမူဘုံလုတ်သွားတယ်လို့လည်းမြင်နေပေါ့တော့ဆိုတော့လူပဲဖြစ်ဖြစ်တစ်ခုခုတော့ထူခြားသွားမယ်နော် သူတို့ကတော့အဲ6လလောက်အတွင်းမှာပြန်ပြီးတော့ contact ရအဖြစ်မယ်ချို့တွက်ကတော့ contact ပြန်မရတော့ဘဲနဲ့တစ်ဖက်သူက move on လုပ်သွားတယ်ကိုကလည်း move on ဖြစ်သွားပြီးတော့အဲကို့ဘွားလည်းကိုဆက်လျှောက်ကြတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အမြဲတမ်းရင်းနှီးယောက်ကစုံစည်းနေကြမလို့ပေါင်းပေါင်းစည်းနေကြမလို့ပေါ့နော်ဆိုတော့ချို့အဲလူတိုင်းကအလိုပေါင်းစည်းဖို့ဖြစ်ချင်မှာဖြစ်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့နည်းနည်းလေးခက်ခဲတယ်ဗျပေါင်းစည်းဖို့ကလေဒီ connection လေးကဟုတ်ပြီဗျာကျွန်တော်အဲ့ဆို collective တမားလေးတော့ကျွန်တော် oracle card လေးထုတ်ထုတ်ပေးမယ်ဗျာနော် ဟုတ်ကဲ့ကတည်းကရောဗာပြောတာ universal message ပေါ့နော် universe ကဒီ connection နဲ့ပတ်သက်ပြီးရောဖြစ်ဖြစ်တစ်ဖက်သူနဲ့ပတ်သက်ပြီးရောဖြစ်ဖြစ် collective တမားတွေကို beige နဲ့ message ပါရှိနေမလဲ everyday which okay ထွက်လာပြီနော်အာဒီ type ပေါ့ဟုတ်ပြီ T type เนาะဒါလေးကတော့ meditation for peace and serenity ပေါ့เนาะဟုတ်ပြီအဲကိုကိုကိုပြန်ပြီးနားလဲဖို့調査ဖို့လောက်တာပေါ့เนาะတစ်ဖက်သူကလည်းသူ့ကိုယ်သူနားလဲအောင်လုပ်ဖို့調査ဖို့လိုနေနားလဲအောင်လုပ်ဖို့လိုနေတယ်။တင်းကလည်းတင်းတင်းကိုယ်တင်ပြန်ပြီးနားလဲဖို့နားလဲဖို့နားလဲအောင်調査ဖို့လိုနေရဲ့ပေါ့เนาะအမ်ဒီမတရားထိုင်နေရကွာရေထဲမှာတရားထိုင်နေရတော့ရိုးတရားထိုင်တာမဟုတ်ဓမ္မခွေးတွေကလည်းသူ့ကိုစောင့်ပေးနေရပုံမှန်ဆိုရင်ကျွန်တော်တို့ ဒီ Avenue Witch Oregon မှာဒီပါနေကြကျွန်တော်တို့ကြောင်နေပဲပါတာပေါ့เนาะအခုချိန်မှာကျွန်တော်ဗာလဲတွေ့တယ်ဆိုတော့ ကြောင်မတွေ့ဘူးကျွန်တော်ဒီဗီဒီယိုထဲမှာခွေးလေးတွေ့တယ်ပြီးတော့ဒီမှာတရားထိုင်နေတဲ့သူကဘာသာကြားပုံစံမျိုးတွေတွေ့ရပေါ့နော်အဲ့တော့တချို့တွေယုံကြည်ရှိတဲ့သူတွေဟိန္ဒူဘုရားကျောင်းတို့ဘာတော့မှာသွားပြီးတော့ပွဲပါပွဲပေးတင်တယ်ပေါ့နော်ဆိုတော့ဟိန္ဒူအဆောင်လျှောက်တွေကိုဆောင်းလျှောက်ပေးရမျိုးဒါမှမဟုတ်သူတို့ကကူညီပေးရမျိုးတွေရှိလိမ့်မယ်ကိုကအာပြောချင်တာကတော့ကိုယ့်ရဲ့အခြေအရာသူများရဲ့တော်တော်လမ်းကြောင်းနှေးရဗျဒီကောလိပ်တဲ့တမားရီကလေသူများရဲ့ဖြစ်နေတဲ့အချိန်မှာကိုမဖြစ်ဘူးသူများရဲ့မင်းလာဆောင်းတဲ့အချိန်မှာကိုမဆောင်းရသေးဘူးနော် သူများရေပြောစရာတွေတွေ့နေရတဲ့အချိန်မှာကိုမတွေ့ရသေးဘူးဒါပေမဲ့လည်းလက်မလျှော့နဲ့เนาะ late late เนาะ late ဖြစ်ပေမဲ့လည်း late ဆိုတာက progress ကနှေးတယ်ဗျ तू က तू သူ့ရဲ့ပုံစံက slow and steady ဖြစ်တယ်ပေါ့เนาะအဲ့တော့အာနောက်ဆုံးမှာတော့ယုံနေလေးပုံမှာတော့ late နိုင်သွားသေးရပဲလीเนาะဆိုတော့ late ကိုတော့အထင်တော့မသေးနိုင်ねเนาะအဲ့တော့ late late လို့မျိုးကိုယ့်ရဲ့ progress ကဖြစ်နေရဲဒါပေမဲ့လည်းကိုယ့်ရဲ့အဲကိုယ့်ကိုတစ္ဆာဆောင်တည်နေရဲအဆောင်ရှောက်တည်ရှိမယ်เนาะဒါမှမဟုတ်ဒီဟာက အာကိုယ့်ရဲ့စိတ်အတွင်းပိုင်းထဲမှာလည်းဖြစ်နိုင်တယ်ပြောချင်တာကတော့ဟိုကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်သဘောထားလေးတွေစိတ်အစဉ်လေးတွေကိုပျောက်ပြတ်သွားအောင် မလုပ်ပါနဲ့နော်ဘလို့အခက်အခဲတွေပဲကြုံလာပါစေတတ်နိုင်ဆုံးစိတ်ကိုတည်နေဆုံးထားပြီးတော့အာကိုယ့်ရဲ့ကောင်းတဲ့ဟာတခုမစွန့်ပြစ်လိုက်နဲ့ပေါ့နော်ဒီမှာဆိုရင်ဒီဒီလူကရေထဲမှာတရားထိုင်နေရဲ့အဲ့တော့ဒီခွေးတွေကနောက်ဆက်မပေးတဲ့အပြင်ထိုင်ဆောင်နေတဲ့သဘောပေါ့နော်အဲ့တော့ အာသူရဲ့ live ကိုလည်းသူအကောင်းဆုံး enjoy လုပ်နေရည်လीနော်ဆိုတော့ပုံလေးစီးပြီးတော့သူရေးမှလည်းကူးနေရယ်ဆိုတော့ဒီကသူ enjoy လေးလုပ်နေရယ်ဒါပေမဲ့လည်းအဓိကပြောချင်တာကကိုယ့်ရဲ့ဘဝမှာပျော်စရာကောင်းတာတွေ enjoy လုပ်နော် enjoy လုပ်ပျော်အောင်နေပြီးရင်လည်းစိတ်ကိုတည်ငြိမ်အောင်ပြန်ထားပေါ့နော်အခက်အခဲလေးကြုံလာတဲ့အခါမှာဒီကုတ်ကူကိုပြစ်မတင်နဲ့ပေါ့နော်ကိုကသူများရဲ့ထင်တော့နည်းနည်းလေး progress ကနှေးတယ် maybe အတိတ်ကအာမကောင်းလို့နော်အတိတ်ကအကံလေးမှာအနေငယ်လိုအပ်ချက်လေးတွေအားနည်းချက်လေးရှိရတဲ့အတွက်ကြောင့်မလို့နော်အနေငယ်အားနည်းပေမဲ့လည်း အာမငင်းနေเนาะဆိုတော့ပြီးကနန်းလေးလဲပါတယ်ကနန်းကကျွန်တော်ကန်ဆာဆိုင်းပေါ့ကန်ဆာဆိုကိုယ့်ရဲ့မိသားစုအိမ်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့အဲ contact ပြန်ရအောင်နှုတ်ပါနှုတ်ကိုယ့်အိမ်နဲ့ဆက်သွယ်ပြန်နေသူရဲ့ဆက်သွယ်ပြန်လုပ်ပါပေါ့เนาะပြောလို့ဆက်သွယ်ဆက်သွယ်ရှိနေသေးရယ်ဆိုရင်เนาะသူနဲ့အဆင်ပြေအောင် ဒေတာလေးညှိနှိုင်းတင်နေပုံတော့ပြီးတော့အိမ်မှာပဲနေရာများများလုပ်ပေးနော်ပြီးတော့တကယ်လို့အိမ်မှာမနေခြင်းကိုပြင်သွားခြင်းလည်းဆိုရင်ရေကူးကန်တို့ရေနဲ့ပတ်သက်တဲ့နေရာမျိုးတွေကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်ခြင်းပဲအရာမျိုးတွေများများလုပ်ပေးပြီးတော့သူတို့ချာကြရရန်အားနည်းနေရဲ့အဲ့တော့ကိုပြောတင်တဲ့စကားတွေနဲ့မပြောတင်တဲ့စကားတွေကိုပြောပြနေရာမျိုးတွေပြောတင်တဲ့စကားတွေကိုမပြောဘဲနဲ့ထိန်ချန်တာမျိုးတွေလိဝထားမျိုးမလုပ်နဲ့သူတို့ချာကြတော်တော်လေးအားနည်းနေရဲ့ပုံတော့ဟုတ်ပြီ video wish or record okay universe ကနော် credit the mario message okay တော်လာပြီဗျာ uh affirmation for healing the heart no okay okay အဲ့တော့ affirmation နော်ဒါက meditation တရားထိုင်ခိုင်းနေဒီမှာ affirmation ရွတ်ခိုင်းနေအဲ့တော့ကိုကိုကိုကောင်းမွန်တဲ့စကားလေးပြောပါရနော် healing the heart နှလုံးသားကိုပြန်ပြီးတော့ healing လုပ်ရမယ်။အိုးဒီမှာကျတော့ရန်နှွေးထွေးရပဲကြောင်လေးရယ်အာ okay ကျွန်တော် data လေး analyze လုပ်ကြမယ်ဗျနော်မိလေးထွန်းထားတယ်ဖဲချိုးအနီလေးနဲ့ပေါ့နော်ဟုတ်ပြီ uh which auto လေးကိုထွက်ထားရေပေါ့နော်အဲ့တော့ which က၂ယောက်၂ယောက်ပေါ့နော်မီးရဒီမှာ၃တိုင်းဒီမှာ၃တိုင်းဆိုတော့၄တိုင်းပေါ့နော်၄တိုင်းရေဒီမှာ spark တစ်ခု spark တစ်ခုပြောရအောင်ဆောက်က၃အောင်ရှိမယ်ဒီမှာဆိုတော့အဲ့တော့၃ခန်းလေး၄ခန်းလေးအရင်များရေပေါ့နော်အဲ့တော့ အဓိကတော့ကိုယ့်ရဲ့ life မှာလူတယောက်ပေါ်လာဖို့ရှိရဲ့အခြေအမှဆိုလဲကိုယ့်ရဲ့နှလုံးသားကိုတခြားလေးနားလည်မဲ့သူကိုယ့်ကိုတခြားလေးချစ်ပေးနိုင်မဲ့သူကိုယ့်ရဲ့နှလုံးသားကိုဟင်းလေးလုပ်ပေးမဲ့သူပေါ့နော်ခွေးလိုမျိုးလဲခွေးတကောင်လိုမျိုးတစ္ဆာဆောင်တည်ပြီးရောပေါ့နော်ကြောင်လေးတကောင်လိုကိုယ်နာမှာပုတိပတ်တဲ့အမြဲတမ်းအတူတကွာရှိပေးနေနိုင်မဲ့လူမျိုးပေါ့နော်ပြီးတော့ကိုယ်နဲ့အာစင်တူပေါ့နော်လိုက်လုပ်ပေးနိုင်တဲ့သူကိုယ့်ရဲ့ခံစားချက်တွေကိုနားလည်ပေးနိုင်တဲ့သူနော်ကိုယ့်ရဲ့ ိုယုံကြည်ရာတွေကို blame လုပ်မဲ့လူမျိုးမဟုတ်ဘဲနဲ့ကိုယုံကြည်ရာတွေကိုအတူတူလိုက်ပြီးလက်ခံပေးမဲ့လူမျိုးနဲ့ဆုံလာရဖို့ရှိတယ်။ maybe တစ်ဖက်သူကအဲ့လိုမျိုးလူမျိုးဆိုရင်တော့ကောင်းတာပေါ့နော်။ဒါပေမဲ့လည်း ာတစ်ဖက်သူထက်တော့ကျွန်တော်ကလူတစ်ကိုတော့ပုံမြင်တယ်เนาะဒါမှမဟုတ်လေဒီလူကတင်းရဲ့အတွက်ချစ်သူမဟုတ်ပဲတင်းအတွက်ကောင်းမွန်တဲ့တင်ငယ်ချင်းကောင်းတယောက်အနေနဲ့တင်းဘွားရောဝင်လာမျိုးလည်းဖြစ်နိုင်တယ်လို့တင်းရဲ့မိဘတင်းရဲ့ဖခင်လည်းဖြစ်နိုင်တယ်เนาะယောက်ျားလေးအတွက်ကကြာတာတင်းရဲ့အာမိခင်တို့เนาะတင်းရဲ့အမညမအစားရှိတဲ့ပြင်ပေါ့ဒီလိုမျိုးကိုယ်မင်းတို့တွေလေးကိုဆက်ဆံပေးမဲ့သူကိုယ့်ရဲ့နှလုံးသားလေးနာကျင်တဲ့နှလုံးသားလေးကိုဟိနေပြန်လုပ်ပေးဖို့ကုညီပေးမဲ့သူတွေကိုပါရဝင်လာတတ်ပါရဲ့နော် Hope University and also message for my colleague. Hope you know some cat. um healing water so yeah water so all about emotion ကိုပြောရဒီမှာတော့ကြောင်မပါတော့ဒီမှာမြေကွေးလေးပါတယ်ပေါ့နော်မြေကွေးလေးကလေအရန်ချစ်ဖို့ကောင်းတယ်ကျွန်တော်မြေကွေးလေးကိုကြည့်ရတဲ့အချိန်မှာကျွန်တော်ကာတွန်းကားတဲ့ကားကိုသတိရရဲ Call of the Wind ဆိုတဲ့ကားလေးပေါ့နော်အဲ့ကားလေးမှာလေ Call of the Wind လာနော် Call of the Wind ပြောတာဆိုတော့အဲ့ကားလေးမှာလေစိတ်ယုတ်လေးနဲ့နေရဲ့ကောင်းလေးလေးနော်အရန်သစ္စာရှိပြီးတော့အရန်သူ့ရဲ့ခံစားချက်တွေကိုဖုံးကွယ်ပြီးတော့အရန်သစ္စာရှိရဲ့ character တခုအနေနဲ့မြင်ထားတယ်ဒီမှာတဲခဲနာရနော်တဲခဲနာဆိုရေရှားပါတယ်ဒီမှာကျတော့တဲခဲနာရဲမှာရေဒီကုန်ရှိနေတာအဲ့တော့ပြောချင်တာကတော့ကိုယ့်ရဲ့ဘဝမှာဖြစ်နေတဲ့ခက်ခဲရေးကြားရင်းကနေပြီးတော့ကိုယ့်အတွက်ဒီ agent ရာလီတခုပြန်မျိုးရှားစေချင်တာစိတ် agent ရာဒါဘာသာရေးလို့ရင်ရန်စိတ် agent နေလीနော်ဆိုတော့အာစာရည်နဲ့ရေချိုးတာမျိုးလေးတွေကိုယ့်ကိုယ်ကိုရှင်းလင်းပြန်လုပ်တာမျိုးလေးတွေလုပ်တဲ့နေနော်ဆိုတော့ အရင်တန်မိုးရှိတဲ့အရာတွေကိုယ့်ရဲ့ဘဝထဲမှာရှင်းနေရုံပဲပေါ့ပြောချင်တာကတော့အစိုးရအားလုံးနဲ့မှာအကောင့်တစ်ခုကတော့ရှင်းနေရုံပဲအကောင့်နေရာတော့ဂျန်နေရုံပဲဆိုတော့ပြောချင်တာနော်အဲ့တော့အစိုးရရှိလို့လည်းကိုယ့်ကိုယ်ကိုအားမငယ်နဲ့အကောင့်နေရာလည်းဂျန်နေရုံပဲပေါ့နော်โอเคနောက်ဆုံးကတ်လေးကြည့်ရအောင်အဲ့အစိုးရရနဲ့အကောင့်ကိုပြန်ရှာဖို့ပြောတာ L magic ပေါ့โอเค L magic ဆိုတဲ့အမှာ communication အသစ်တွေရလာမယ်စကားတွေအများကြီးပြောပြလာမယ်လူတချို့နဲ့ပို့ပြီးဆက်ဆံရေးပို့ကောင်းလာမယ်လူသစ်တွေနဲ့ဆက်ဆံရတာအထူးတွေ့လာရတာမျိုးတွေရှိလာနိုင်တယ်အဲ့တော့ air energy ရှိတဲ့လူတွေနဲ့စုံစည်းရလာလိမ့်မယ်ပေါ့နော်ဟုတ်ပြီ ဟုတ်ပြီဒါဆိုရင်တော့ message တွေရဆုံးပြီတခြားတခြားတော့ပြောချင်တဲ့ message လေးတွေရောအမ်အရှိသေးလားကြည့်လိုက်အောင်မေပေါ့နော်ဟုတ်ပြီအမ်မရှိတော့ပါဘူးနော်ဆုံးပါပြီအဲ့တော့ဟုတ်ပြီအစိုးရကနေအကောင့်ကိုပြန်ရှာပါဒီတစ်ခါကျတော့ကိုယ့်နှလုံးသားကိုပြန်မျောရှင်းလင်းပြန်လုပ်ပါနောက်တစ်ခါကျတော့ကိုယ့်ရဲ့စိတ်အတွင်းပိုင်းတွေကိုပြန်လည်ပြီးတော့သွားပြီးတော့နော်ကိုယ့်ရဲ့စိတ်အာရုံတွေကိုပြန်လည်ပြီးတော့စူးစိဖို့စူးစမ်းပါဆိုရင် message မျိုးလေး Oracle Card ကြီးအဓိကပေးထားရပေါ့နော် တရုတ်ကတည်းကတော့ကျွန်တော်စုံလင်ရှင်းပြပေးခဲ့ပြီးသားရေမလို့နောက်တစ်ခါတော့ထပ်မပြောတော့ပေါ့နော်ဟုတ်ပါပြီအဲဆိုရင်တော့ဗီဒီယိုလေးကိုအမြဲကြည့်ရှုပေးကြရတဲ့သူတို့ကြောင့်ဒီစက်အထူးတို့ကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမြန်မာလာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်နော်တတား